ယခုနှစ်နွေရာသီကပြင်းထန်တဲ့နှစ်နိုင်ငံကြားနယ်စပ်ဖြတ်ကျော်ပြစ်ခတ်တိုက်ခိုက်မှုတွေအပြီးထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့အပြစ်ခတ်ရဲစဲရေးစာချုပ်ကိုလက်မှတ်ထိုးရမှာအဲ့ဒီပွဲကိုကြီးကြပ်ပြုလုပ်ပေးဖို့အတွက်အမေရိကန်တမန်ရတော်နန်ထရန့်မလေးရှားနိုင်ငံကိုတနင်္ဂနွေနေ့ကရောက်ရှိလာခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ဟာဆယ်စုနှစ်များစွာအတွင်းအစိုးရနယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုကိုဇူလိုင်လအတွင်းကဖြစ်ပွားခဲ့ပါတယ်။ တောထူထက်သောနယ်စပ်မှာနေနမိတ်အငင်းပွားမှုဖြစ်ပွားအပြီး၅ရက်ကြာတိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါတဘောတူညီချက်မှာနယ်စပ်မှာခြားထားတဲ့လက်နက်ကြီးတွေနဲ့မြေမြုပ်မိုင်းတွေကိုဖယ်ရှားဖို့မှန်မှန်တရင်တွေဖြန့်ချီတာဒါမှမဟုတ်အားပေးတာတို့ကိုရှောင်ကျဉ်ဖို့နဲ့ဖန်စီထားတဲ့ကမ္ဘောဒီးယားစစ်သား၁၈ဦးကိုထိုင်းနိုင်ငံကအလင်းမြန်လွှတ်ပေးရမယ်လို့ဆိုပါတယ် နိုင်ငံကော်မတီတွေထားရှိကဆင်းဆက်ဆွေးနွေးကြတွေကိုဆက်လက်ပြုလုပ်သွားရေးနှစ်ဖက်သဘောတူညီခဲ့ကြပေမဲ့လည်းတိုက်ပွဲဖြစ်ပွားစေခဲ့တဲ့အဓိကနယ်စပ်အငင်းပွားမှုပြဿနာဖြေရှင်းရင်းပါဝင်တာမရှိသေးပါဘူးစစ်သားတွေဟာအပြန်အလှန်ပြစ်ခတ်မှုကြောင့်အနည်းဆုံးလူ40တေဆုံးခဲ့ရပြီးတော့လူ3သိန်းအိုးအိမ်ဆုံးခွာထွက်ပြေးခဲ့ရပါတယ်တိုက်လေရင်တွေနဲ့လည်းပြန်တန်းတိုက်ခိုက်ခဲ့ကြပြီးတော့ဒရုန်းတွေနဲ့လည်းအပြန်အလှန်ပြစ်ခတ်ကြပါတယ်ခင်ဗျာ Global Media ကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Member ဝင်ပြည့်ချက်ကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။